တောင်ပေါ်မှာဖျားเจ้าဆောင်တစ်ခုရှိပြီးအဲ့ဒီဖျားเจ้าအရှိမပန်းတဲ့တဲရှိပါတယ်။သူကတော့မိသားစုတစုလုံးကိုပန်းရောင်းပြီးရှောက်ဖွေကျွေးမွေးနေကြရတဲ့သူပဲဖြစ်ပါတယ်။သူစီမှာတော့အသက်20ပြည့်သွားပြီဖြစ်တဲ့သမီးလေးတစ်ယောက်လည်းရှိပါတယ်။သူမရဲ့နာမည်ကတော့ရာသာပါ။တကယ်မှာတော့ရာသာကလည်းသူမရဲ့ဖခင်ဖြစ်သူကိုပြောခဲ့ပါတယ်။အဖေရဲ့အဖေကနေပူကျဲကြီးထဲမှာ ပန်းတွေကိုထိုင်ရောက်ရတာ။တရက်လုံးပန်းတွေကိုထိုင်ရောက်တော့အဖေအရင်ကပေးမန်းမှာပဲနော်။ အဖေတရက်လုံးပန်းထိုင်ရောင်းနေတဲ့အချိန်မှာဘလောက်ကြောင့်ပင်မမလဲဆိုပြီးတော့တမိတွေးကြည့်နေရသီးလားပန်းခုံးတွေလုံနေ လုံနေနဲ့အဖေရဲ့လက်တွေကိုလည်းကြည့်ပါအောင်အဖေရဲ့ဒါနဲ့အဖေတမိတခုစဉ်းစားနေရရှိရသီးလားဒီအလောက်ကအဖေတရက်ထဲလုံနေရတာပြီးတော့တအားလဲပင်မနေဆိုတော့လေတမိတို့တခြားအလောက်အစ်စ်တခုလောက်ပြောင်းပြီးတော့လုံကြမယ်ဆိုရင်ရောအဖေတမိလည်းအဖေအတွက်ကိုညီလောက်ကင်ပေးလို့ရလေအလောက်လေးတခုပေါ့ဒီအချိန်မှာရာသားအမိခင်ဖြစ်သူကလည်းဝင်ပြောခဲ့ပါရီ ။တမီးရလည်းဘာအလုပ်လုပ်မလဲဆိုတဲ့အကြောင်းပြောနေရလဲ။တမီးရဲ့တမီးရဲ့အသက်ကိုလည်းကြည့်အသက်က20ပြည့်နေပြီ။တမီးရဲ့အဖေကိုယ်တိုင်ကလည်းတမီးလေးကိုလက်ထပ်ပေးဖို့အတွက်စဉ်းစားနေပြီလေ။တမီးအတွက်အကောင်လေးတယောက်လိုက်ရှာနေရ။တမီးသိရမလား။တမီးအတွက်သင်းကြော်တဲ့ကောင်လေးတယောက်ကိုလိုက်ရှာနေတယ်။ရှာလို့တွေ့ပြီးဆိုတာနဲ့ချက်ချင်းမင်းကတမီးလေးကိုအမေကလက်ထပ်ပေးလိုက်တော့မှ။ဒါနဲ့မင်းတို့အားလုံးစကားပြောစရာတခုရှိသေးတယ်မေ့နေတာသီလား။မနေ့ကလေးနေပဲငါတို့ရဲ့ဖခင်အကြောင်းအရင်အောင်ကောင်းမွန်တဲ့မိသားစုတစုရောက်လာပြီးတော့ဖခင်ဖူးကြတယ်လေ။ ကောင်းလေးတယောက်လည်းပါလာခဲ့တယ်။တကယ်ကိုကောင်းမွန်တဲ့မိသားစုပဲ။အဲဒီအချိန်မှာပဲလူတယောက်ကငါဆိုင်ရှေ့ကိုရောက်လာပြီးတော့စကားတောင်းလာပြောနေသေးတယ်။ကဲအကိုကြီးဘယ်လိုလဲ။ဒီမိသားစုကလည်းသတို့သမီးတယောက်လိုက်ရှာနေတာတဲ့။သတို့သားလေးကအရန်ကိုလိန်မာတယ်။တော်လဲတော်တယ်လေ။မိသားစုကလည်းအတိုင်းပိုင်းကောင်းကပဲ။အကိုကိုတိုင်းလည်းအကိုရဲ့သမီးလေးအတွက်ကောင်းလေးတယောက်လိုက်ရှာနေတယ်ဆိုလို့ရှင်တော့ဒီကောင်းလေးကတင့်တော်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်နေဗျာ။ဒီတစ်ချက်ပိုကောင်းတဲ့သူမျိုးကိုတော့ရှာတွေးလိမ့်မယ်လို့မထင်တော့ဘူး။ ဒီစကားတွေကိုလက်ချမီးဆိုတဲ့အမျိုးသမီးကကြားသွားတဲ့အခါမှာတော့လာပြောပါရီကျမကိုရိုင်းကလည်းကျမသားငယ်လေးအတွက်မိန်ကလေးတယောက်လိုက်ရှာနေရပါအဆင်ပြေတယ်ဆိုလို့ကတော့လေကျမကတော့တခါတည်းပဲဆေးဆက်ပေးသွားလိုက်ချင်နေရှင်ရပါတယ်အမရဲ့အမရဲ့သဘောဆန္ဒအတိုင်းပါပဲကျွန်တော်တို့အိမ်ကိုလာလေကြပေါ့ကျွန်တော်ရဲ့သမီးလေးကိုလည်းလာကြည့်ကြပါကျွန်တော်ကတော့စိတ်ရဲတယ်အများကြီးမတက်နိုင်ဘူးဒါပေမဲ့ကျွန်တော်ရဲ့သမီးလေးကိုတော့အမြန်ဆုံးအိမ်အောင်ချပေးခြင်းနေပြီကျွန်တော်ရဲ့သမီးလေးကအရင်ကလိမ္မာရေးချရှိပြီးတော့ချောင်းမော်လှပတဲ့မိန်ကလေးတယောက်ပါ ဒီလိုနဲ့လက်ချမီကလည်းလက်ထပ်ပွဲကိုသဘောတူပြီးနောက်မှာတော့မင်္ဂလာဆောင်ထုံတန်းစင်လာရီအားလုံးလှုပ်ပြီးချွေးမလေးကိုအိမ်ခေါ်သွားခဲ့ပါရီရာသားကလည်းလက်ထပ်ပြီးနောက်မှာတော့ရခမအိမ်ကိုလိုက်လာခဲ့ရပါရီကဲချွေးမလေးမနေ့ပြန်ကြာရင်တော့နင်ပထမဦးစုံမီဖို့ကြောင်းနေဝင်ရမယ်နေပဲဒီနေ့တော့နင်ခဏလေးသွားပြီးတော့အနားယူလိုက်အောင်နောက်နေ့မနေ့ကြာရင်တော့နင်အစောကြီးထားရမယ်နော်ဒီလားနောက်နေ့မနေ့မော်လင်းသွားခဲ့တဲ့အခါမှာတော့ရာသားမနေ့အစောကြီးထားလာခဲ့ပြီးထုံတန်းစင်လာရီကိုလှုပ်ဖို့အတွက်ပြင်ဆင်ပါရီ သူမလည်းထမင်းဟင်းတွေချက်ပြုတ်ဖို့အတွက်မိဖို့ကန်တဲ့ကိုဝင်လာခဲ့လိုက်ကြပေါ့ကဲချွေးမလေးရေနင်းဘာလောက်တက်လဲနင်းကောင်းကောင်းလောက်တက်တာတခုကိုပဲလှုပ်လိုက်ပါဒါနဲ့ငါသားလေးကတော့လေတရုတ်အစားအသောက်တွေစားရတာတအားကြိုက်တာဒီလားသူကခောက်ဆွဲရီပါတယ်ဆိုလို့ရှင်ဒါအားကြိုက်တယ်သူအရင်လဲစားတယ်လေငါတို့အဖိုးကြီးဖွားကြီးတွေကတော့အသက်ကလည်းကြီးနေပြီဆိုတော့ပလာတာတော့ဘာလို့ပဲစားနိုင်တော့တယ်လေငါတို့အိမ်မှာစားနေကြပုံစံအတိုင်းပဲငါတို့ကတော့စားတတ်တယ် တရုတ်စားတောက်တွေတော့ငါတို့လည်းမကြိုက်ဘူးစားလည်းမစားတတ်ဘူးဒီလိုနဲ့ခဏကြာမှတော့သူမအားလုံးစားတောက်ဖို့အတွက်ခောက်ဆွဲပလတာတွေကိုလှုပ်ခဲပေးလိုက်ပါတယ်အမေကျမမနက်စာပြင်ဆင်ပြီးတော့ပြီးအားလုံးစားဖို့အတွက်လာကြပါတော့ဒီလိုနဲ့မိသားစုတွေအကုန်လုံးကလည်းစားတောက်ဖို့အတွက်ဆိုပြီးတော့ရောက်ရှိလာခဲ့ကြပါတယ်သူတို့လည်းချွေးမအစ်စ်လေးလှုပ်ပေးထားတဲ့မုံအစ်စ်ကိုတွေ့လိုက်ရတဲ့အခါမှာတတော်လေးကိုအံ့အားသင်းနေခဲ့ပါတယ်ချွေးမလေးရေဒါပါကြီးလေအမေအမေရပလာတာပဲစားနိုင်နေဆိုအဲ့ဒါကြောင့်ကျမအမေအတွက်ပလာတာလှုပ်ထားပေးရလေ ဒါနဲ့ငါတော့ခောက်ဆွဲပဲကြိုက်တယ်ခောက်ဆွဲစားရတာကငါအတွက်အကောင်းဆုံးပဲလို့ထင်တယ်အမေကမင်းကိုငါဘာကြိုက်လဲဆိုတာကိုမပြောပြထားဘူးလားပြောပြထားပါတယ်အမေကရှင်ခောက်ဆွဲကြိုက်တယ်ဆိုတဲ့အကြောင်းကျမကိုပြောပြထားတယ်ကျမလည်းသိပါတယ်အရင်ဆုံးပလာတာကိုစားကြည့်လိုက်ပလာတာအထဲမှာကျမခောက်ဆွဲတွေထည့်ထားတယ်ဟာဘာပြောတယ်ခောက်ဆွဲအထဲမှာပလာတာပလာတာနဲ့ခောက်ဆွဲနဲ့ဘလို့စားရမှာလဲရှင်ကလည်းတခါမှမစားဘူးမလားအဲ့ဒါကြောင့်ရှင်ကိုစားခိုင်းနေရကျမတို့တောင်ပေါ်ဒေသမှာဆိုလို့ရှင်တော့ဒီခောက်ဆွဲပလာတာတောင်းနာမည်ကြီးရလေး ကျမတို့တောင်ပေါ်သူတွေအားလုံးကဒါကိုစားဘူးကြတယ်အရန်ကိုလည်းနမဲကြီးပြီးတော့ကြိုက်လဲကြိုက်ကြတယ်ဒီနေ့အမေရရှင်ခောက်ဆွဲကြိုက်တယ်ဆိုတဲ့အကြောင်းရယ်အမေရပလာတာပဲကြိုက်တယ်ဆိုတဲ့အကြောင်းရယ်ကိုကျမသိလိုက်ရတော့ကျမလည်းဒါအောင်အမြန်ဆုံးလုံးလိုက်တာပေါ့ရှင်။ရာသာပြောလိုက်တဲ့အခါမှာတော့သူတို့တွေကလည်းစားကြည့်ခဲ့ကြပါရဲ့။အားလုံးမြည်ကြည့်လိုက်တဲ့အခါမှာအရသာအရန်ကောင်းမွန်နေအောင်ကိုတွေးသွားခဲ့တဲ့အတွက်ကြောင့်မို့လို့အားလုံးကလည်းကြိုက်ကုန်ကြပါရဲ့။ရာသာကအရန်တော်တယ်ဆိုပြီးတော့လည်းသူတို့အားလုံးချီးကျူးခဲ့ကြပါသေးတယ်။တရမှာတော့ရခမဖြစ်သူရဲ့အိမ်ကြီးချင်းဖြစ်သူကအိမ်ကိုလာလေခဲ့ပါရဲ့။ ။ MLA ဘလို့လဲတငယ်ချင်းနေ့ချွေမှာအငယ်လေးလက်ထပ်ပြီးအိမ်ကိုရောက်လာပြီးမလား။သူ့မိဘဘက်ကတင်တောင်းဝင်အနေနဲ့ဘာရီများပေးလိုက်သေးလဲ။ဒါမှမဟုတ်လက်ပလပဲသူကအိမ်ပေါ်တက်လာတာလား။အော်ဘလို့ပြောပြရမလဲ။ငါတို့လည်းဖះเจ้าအတော်အနေနဲ့သူ့ရဲ့အဖေနဲ့တွေ့ပြီးတော့စကားပြောလိုက်တယ်လေ။စကားပြောတော့အဆင်ပြေသွားတာနဲ့မိန်ကလေးကိုငါ့ရဲ့သားနဲ့လက်ထပ်ပေးပြီးချက်ချင်းခေါ်လာခဲ့လိုက်တာ။ကျမသားကလည်းမိန်ကလေးကိုသဘောကျတယ်။ကျမတို့လည်းမိန်ကလေးကိုသဘောကျတယ်။ သူမိသားစုကဆင်းရဲတယ်ဆိုတော့ကျမတို့လည်းဘာရီကိုထပ်ပြီးတော့တောင်းနေအောင်ပါလေရှင်။သူတို့ကဆင်းရဲတယ်ဆိုတော့ဘာရီကိုပေးနိုင်မှာမဟုတ်လို့လေ။အမလီနေရလေဟဲ့နင့်ချွေးမအကြီးလက်ထပ်ပြီးအိမ်ကိုရောက်လာတော့ကတင်တောင်းငွေတွေလက်ဖွဲ့ပစ္စည်းတွေအများကြီးယူလာခဲ့တယ်မဟုတ်ဘူးလား။မသိပါဘူးဟဲ့ငါချွေးမအငယ်လေးဆိုတဲ့အခါကျတော့ချမ်းသာမယ်လို့ထင်ထားတာလေ။သူကတော့တင်တောင်းငွေနဲ့လက်ဖွဲ့ပစ္စည်းတွေကိုချွေးမအကြီးထပ်အများကြီးပို့ယူလာလိမ့်မယ်လို့ထင်လို့ငါလာမိတာ။အခုကြည့်ပါငါကြားနေရတာကတစားတစ်ခုတလွဲကြီးဖြစ်နေပါလား။အော်မတူဘူးလေရှင်။ ကျမရဲ့အဖေကချမ်းသာတဲ့အရာရှိတစ်ယောက်လည်းဖြစ်တယ်လေ။ကျမမင်္ဂလာဆောင်တဲ့အချိန်မှာလက်ဖွဲ့ရီတင်တောင်းငွေတွေအများကြီးထည့်ပေးနိုင်တာပေါ့။ပြီးတော့ကျမရောင်မရဲ့မိဘတွေကကြတော့စိတ်ရဲတယ်။သူ့အဖေကိုယ်တိုင်ကတော့မှဖះเจ้าအရှိမပန်းရောင်းနဲ့ပန်းတယ်ဆိုတော့ဘာရီမြပေးနိုင်မှာလဲ။ကျမတို့နှစ်ယောက်ရဲ့အချိန်တွေကလည်းမတူဘူးလေ။ဒီစကားတွေအလုံးကိုရာသားကကြားသွားခဲ့ပါရီ။သူမရင်နဲ့တတော်လေးစိတ်မကောင်းဝမ်းနဲ့သွားခဲ့ရပါရီ။ဒါပေမဲ့လည်းသူမကတိတ်မကြခင်မှာအလုံးရဲ့စိတ်ထဲကိုအနိုင်ရဖို့အတွက်စ조사ခဲ့ပါရီ။ ဒါပေမဲ့စင်းရဲတဲ့ချွေမလေးဖြစ်နေခဲ့တဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှသူ့ကိုမကြည့်ပြုခဲ့ကြပါဘူး။တနင်္လာမော်ရမီသားစုဝင်တွေအားလုံးအိမ်မော်ကြနေခဲ့တဲ့အချိန်မှာပဲရာသီဥတုရုတ်တရက်ပြောင်းလဲသွားခဲ့ပါရယ်အပြင်မှာမိုးတွေကတဲထန်စွာရွာသွန်းနေခဲ့ပါတော့ရယ်ပြေးကြဟေးပြေးကြပြေးကြတောင်ပေါ်မှာအခုဆိုလို့ရှင်တော့ရာသီဥတုက တော်တော်လေးကိုစိုးရွားနေပြီငါတို့နေရာတွေရေကြီးရေရှမ်းဖြစ်လာနိုင်တယ်ဒီနေရာတွေကနေငါတို့အမြန်ဆုံးဆုံးခွာထွက်ပြေးမှဖြစ်မယ်အရေးကြီးတယ်ပြေးကြအိမ်ကနေအခုချက်ချင်းပြေးမှဖြစ်မယ်မဟုတ်ဘူးဆိုလို့ရှင်တော့အသက်တွေပေါ်သွားနိုင်တယ် လက်ထမီရဲ့သားကြီးကတော့တော်တော်လေးကိုလဲဝဲလွန်ပါတယ်ဒုက္ခရောက်တဲ့အချိန်မှာသူကသူတငယ်ချင်းစီကကားတစ်စီးကိုအမြန်ဆုံးငားရလိုက်ပါတယ်ပြီးတော့တာနဲ့သူ့ရဲ့မိမကိုခေါ်ပြီးနေဟာကနေအမြန်ဆုံးထွက်ပြေးတိမ်းရှောင်ဖို့အတွက်ပြင်ဆင်ပါတယ်တာရင်နေကားခေါ်ထားတာလားကောင်းတယ်ဒါနဲ့နေတော့အခုဘယ်ကိုသွားကြမယ်လို့စဉ်းစားထားလဲငါတို့အားလုံးအတူတူသွားကြမယ်ငါတို့ကိုလည်းခေါ်သွားအောင်ဒါပေမဲ့သူကတော့ဘာမှပြောမနေပဲနဲ့သူ့ရဲ့မိမကိုတော့ခေါ်ပြီးတော့ထွက်ခွာသွားခဲ့ပါတယ်။ကဲဘာလုပ်နေရလဲရှင်။ ကျမတို့ဒီကနေပြီးတော့အမြန်ဆုံးထွက်ခွာသွားကြရမယ်လေအမေကိုလည်းခေါ်လာသွားမယ်ဒီရွာကနေကျမတို့အခုမသွားဘူးဆိုရင်တော့အချိန်လေးကပို့ပြီးတော့ဆိုးရွားလာနိုင်တယ်နော်ဒီလိုနဲ့သူတို့ကလည်းမိခင်အိုကြီးကိုလက်တစည်းပေါ်တင်ပြီးနောက်မှာတော့ရွာနဲ့ဝေးရနေရကိုထွက်လာခဲ့ကြပါသည်သူတို့ရွာမှာယထာဘူရာယုံတခုရှိပါတယ်သူတို့ကလည်းဘူရာကိုပဲလာခဲ့ပြီးနောက်မှာတော့ယထာစီပြီးတခြားတနေရာကိုထွက်ခွာဖို့အတွက်သာဆုံးဖြတ်ထားခဲ့ကြပါသည်နောက်နေ့ရောက်ရှိသွားခဲ့တဲ့အခါမှာသူတို့ကလည်းတနေရာမှာဆင်းသက်လိုက်ပြီးနောက်မှာတော့ဘူရာယုံနဲ့အနီးတစ်ဝိုက်မှာပဲတဲအင်လေးထိုးပြီးတော့နနာနေနေကြပါသေး တရက်လုံးပဲမန်းနွားနဲ့လုံးနေခဲ့တဲ့အတွက်ကြောင့်မို့လို့သူတို့လည်းတဲအိမ်လေးထဲမှာပဲအိပ်ပျော်သွားခဲ့ကြပါရဲ့။နောက်နေ့မနက်မိုးလင်းသွားခဲ့တဲ့အခါမှာတော့လူတွေအများကြီးရောက်ရှိလာခဲ့ပြီးတော့ဆူညာနေခဲ့ကြတဲ့အတွက်ကြောင့်မို့လို့သူတို့လည်းအိယာကနေလန်နိုးလာခဲ့ကြပါရဲ့။ပိုက်စာလိုက်တာရှင်ကျမတို့တခြားတမျိုးကိုထွက်လာခဲ့ရပြီနော်ဘာမှလည်းမစောရသေးဘူးခတ်ခဲပြီးတော့ပင်ပန်းလိုက်တာဒီအချိန်မှာအမျိုးသမီးတယောက်ရောက်ရှိလာခဲ့ပြီးတို့ကိုလှမ်းပြောလိုက်ပါတယ်ပိုက်စာရဲဆိုလို့ရှင်တော့ဟိုအရှိမရှိတဲ့ဖခင်เจ้าကိုတော့အဲ့ဒီမှာအစားအသောက်တွေကအမြဲတမ်းလှူပေးနေတာ အလှူရှင်တွေအများကြီးလည်းရှိတယ်။မစားနိုင်မတောင်းနိုင်ကြတဲ့သူတွေကလည်းအဲ့ဒီမှာတန်းစီပြီးတော့တိုးကျိတ်စားတောင်းနေကြတယ်။ဒါဆိုရင်လည်းငါတို့အမြန်ဆုံးသွားပြီးတော့တန်းစီပြီးတော့သွားစားကြမယ်လေ။ဘိုက်တွေတောင်းစားနေပြီ။ဒီလိုနဲ့အားလုံးကလည်းချက်ချင်းထွက်ခွာသွားခဲ့ကြပါရစ်။သူတို့လည်းတန်းစီပြီးနောက်မှာတော့ထမင်းစားကြပါရစ်။စားတော့ပြီးသွားတဲ့အခါမှာသူတို့ကတော့မြို့ပေါ်မှာနေရအနှံ့လျှောက်သွားကြည့်နေခဲ့ကြပါရစ်။ဒါနဲ့ရှင်တွေ့လား။ကျမဈေးတစ်ခုလုံးကိုလိုက်ကြည့်ပြီးတော့ပြီလေ။ဒီနေရာမှာကမုတ်ဆိုင်တွေတော်တော်လေးများတယ်နော်။ လူတိုင်းလူတိုင်းကတခုမဟုတ်တခုရောင်းစားနေကြသလိုမျိုးပဲပြီးတော့ဆိုင်တိုင်းဆိုင်တိုင်းမှာလည်းလူတွေကတိုးအောင်ပြီးတော့ဝယ်စားနေကြတယ်မသိလို့ရှင်တော့အလကားကျွေးနေရကြနေရောဒီမှာရှိတဲ့သူတွေကအစားအသောက်ကိုတော်တော်လေးခုံမေနှက်တတ်ကြတယ်လို့ကျမကတော့ထင်တယ်ဟုတ်တယ်ဟုတ်တယ်မြို့ကြီးပြကြီးတွေမှာဆိုလို့ရှင်တော့အစားအသောက်ကတော်တော်လေးကိုပေါ်တာလေစားတော့ဆိုင်တွေဆိုတာကလည်းအများကြီးပဲလမ်းဘေးကျေးတွေအားလုံးကလည်းအစားအသောက်ကိုပဲရောင်းကြတာများတယ်ငါတကယ်ချင်းပြောတော့ကတော့မှဒီမှာကစားတော့ဆိုင်တွေများတယ်ဆိုပြီးတော့သူပြောသေးတယ် အားလုံးကလည်းစားတောက်နောက်ကိုပဲလိုက်နေကြတာလေလူတွေကစားတောက်ဖို့အတွက်ပတ်စံတွေအများကြီးဖြုံးတီးပြကြတယ်ပြီးတော့ဒီဈေးဆိုင်တသေးလေးတွေကကြတော့အစားတောက်ရောင်းပြီးပတ်စံတွေအများကြီးရှာနိုင်ကြတာပေါ့ကွာရာသားကတော့တော်တော်လေးလေးနက်နက်ထားပြီးတော့တွေးကြောနေခဲ့ပါတယ်ခဏကြာမှတော့သူဘာမှမပြောခင်မှာယောက်ျားဖြစ်သူကသူ့ကိုမေးပါတယ်ဘာဖြစ်နေရလဲမိန်းမရဲ့မင်းုံကြီးရတာတခုခုစဉ်းစားနေရပုံပဲဘာလို့စဉ်းစားနေရလဲငါတို့ကလည်းပြောပြပါအောင်ကျမဒီမှာဆိုင်တွေအများကြီးကိုတွေ့တယ် အချင်းပေါင်းဆိုင်တွေချင်းကန်ဆက်ဆိုင်တွေအတုပ်ဆိုင်တွေကြက်ကြော်ဆိုင်တွေဘာကာဆိုင်တွေဒါပေမဲ့ကျမအမြဲတမ်းလောက်ထားတဲ့ခောက်ဆွဲပလာတာကိုလောက်ရောင်းတဲ့ဆိုင်ကိုတော့တဆိုင်မှမတွေ့သေးဘူးတီလားတောင်ပေါ်မှာပဲရတဲ့အစားအသောက်လေးအဲ့ဒါကကြတော့ဒီနေရာမှာဘယ်သူမှမရောင်းကြဘူးဆိုတော့မသိကြသေးဘူးနဲ့တူတယ်ကျမတို့စားတောက်ဆိုင်လေးတသေးလေးဒီမှာဖွင့်ကြမယ်ဆိုရင်ဒီနေရာမှာကျမတို့ခောက်ဆွဲပလာတာရောင်းကြမယ်လေလူတွေအားလုံးကြိုက်ကြတယ်ဆိုရင်တော့ကျမတို့လည်းအဆင်ပြေသွားမှာပေါ့ငါချွေမလေးကတော်လိုက်တာငါနဲ့ကိုယုံကြည်ပါတယ်ချွေမလေးရဲ့ နင်ဂျာတွေအားလုံးကိုလုံနိုင်ပါမလားရာသားရဲ့အမလီရှင်နဲ့အမေနှစ်ယောက်လုံးကျမဘက်မှာရှိနေလို့ကတော့ကျမဘာမဆိုအရာအားလုံးလုံနိုင်နေကောင်းပြီလေဒါဆိုရင်တော့ငါ့မှာဆူဆောင်းထားတဲ့ပတ်စံရှိတယ်အဲ့ဒီပတ်စံနဲ့မင်းလိုအပ်တဲ့ပစ္စည်းတွေအားလုံးပြောလိုက်ငါအားလုံးရောက်ယူလာခဲ့ပေးမယ်နော်အလောက်တော့အဆင်ပြေသွားလို့ကတော့လေငါရဲ့ကံကျမလုံးဝကိုပြောင်းလဲသွားတော့မှာသီလားဒီလိုနဲ့တို့ကလည်းဆိုင်လင်းဖွင့်ကြပါလေလာကြပါခောက်ဆွဲပလော့တာရေးရမယ်နော်တပွဲကို40ရင်းနဲ့ခောက်ဆွဲပလော့တာစာခွင့်ရတဲ့အတွက်အားလုံးကလည်းဝယ်စားကြပြီးအရသာကိုသဘောကျသွားကြပါရဲ့ ဒီလိုနဲ့သူတို့ရဲ့ဆိုင်လေးကလည်းအဆင်ပြေသွားခဲ့ပြီးနမဲကြီးလာခဲ့ပါတော့တယ်ဒီနောက်သူတို့လည်းအဆင်ပြေပြေနေထိုင်နိုင်သွားခဲ့ကြပါတယ်